မေလာမာဒီဝက်စပေါ့ပေးတဲ့ဒီအလုံးလေးမင်္ဂလာပါ။ယမနီကအမရိမာရှင်ပြိုင်သွားတဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမချော့ပွဲစဉ်မှာတော့ဒမ်မလီရဲ့ပွဲစားချင်း၄မိနစ်သွင်းကုန်တဲ့အနိုင်ရရှိသွားခဲ့ပါလိမ့်။ဆိုတော့မိနစ်20ဒီအာဆင်နယ်အသင်းကဘာဆိုဘာမှမလုပ်နိုင်ပဲ PSG အသင်းကတော့စုံမထားနိုင်ခဲ့တာလေးပဲဖြစ်ပါလိမ့်။ဘာဒီမမာနဲ့ကွင်းလင်အားလေးတကယ်ကိုပြတ်ကျကျန်နေခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါလိမ့်။မင်းရဲ့30မှာကာဗရစ်ကလီယာကန်သွင်းလိုက်တဲ့ဘောလုံးဒေးဗစ်ရိုယာကောင်းလို့သာကန်ကောင်းသွားခဲ့ရတာလည်းပဲဖြစ်ပါလိမ့် 39မိနစ်မှာတော့ဆာကာတင်ပေးတဲ့ဘောလုံးကို မာရီနယ်လီအသုံးမချနိုင်ခဲ့လို့အာဆင်နယ်အသင်းတို့ပထမဦးဆုံးနစ်နာခဲ့ရပါတယ်။ဆရောအာဆင်နယ်အသင်းရဒီဘက်မှာခွင့်ရေးတွေရရှိကြတာလည်းပဲဖြစ်ပါတယ်။ထိုးတွေ BSD အသင်းကလည်းခွင့်ရေးတွေရရှိခဲ့ပြီးဒီဗစ်ရာယာကောင်းလို့သာဂိုးမပေးခဲ့ရတာလည်းပဲဖြစ်ပါတယ်။တဘက်မှာလည်း BSD အသင်းရဲ့ကိုသမဒိုနာရာမာကလည်းဒီဘက်စီမှာကောင်းဆုံးလက်စွမ်းပြကာကွယ်သွားခဲ့တာလည်းများစွာတွေ့ခဲ့ရပါတယ်။ မာရီနယ်လီယာကိုပြီးတော့55မိနစ်မှာဒီဂရက်စ်ခင်းပေးလိုက်တဲ့ဘောလုံးကိုထရော့ဆက်အပိုင်ပေသွင်းရမှာဒေါနာရမန်ကကာကွယ်သွားနိုင်ခဲ့တာလေးပဲဖြစ်ပါတယ်နောက် BSD အသင်းကလည်း82မိနစ်မှာလူစားဝင်လာတဲ့ဘာဂူလာကလည်းအပိုင်ပေသွင်းခွင့်ရခဲ့ပေမဲ့ဒေးဗစ်ရာယာအကောင်အဆုံးကာကွယ်သွားနိုင်ခဲ့တာလည်းပဲဖြစ်ပါလေ။အောင်စင်သေးတို့နင်းဆောင်သွားခဲ့ရတာကတော့ဒုတိယပိုင်းဆက်ဆံအကျင်းမှာပြစ်တံဘောကနေမရီနိုရဲ့ခေါင်းတိုက်ကိုးလည်းပဲဖြစ်ပါလေ။ဂွေနယ်လန်လူကြီးကအသေးချာစစ်ဆေးပြီးတော့လူဂျွန်နေကတော့ကြောင့်ကိုမော်ရောင်ရှိကြတာလည်းပဲဖြစ်ပါလေ။ အာဆနယ်ရဲ့နေပြောင်းမိခေးရီတာကတော့ချန်ပီယံစင်မီဖိုင်နယ်ပရမတ်ကျော့မှာအရင်နေပြီးရတော့ပဲရစ်မှာတခုခုထူးခြားဆန်းပြလာတွေလှုပ်ဖို့အတွက်လိုအပ်နေပြီဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယမနီကအမရိမာ BSD အသင်းကို WD ရဲ့ပွဲအစပိုင်းမှာတွင်းယူခဲ့တဲ့တောင်းလီတော့ဂိုးနဲ့တကိုးကိုမရှိနဲ့အရင်နေထားခဲ့တာလည်းပဲဖြစ်ပါလိမ့်။လာဘရီဘာမာရောပဲရီကိုတွားရောက်ပြီးတော့ BSD ရဲ့တဲ့ချန်ပီယံစင်မီဖိုင်နယ်ဒူရီယာကျော့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့် ။အောင်ဆန်သေးအောင်ဂျပန်ကအမေရိကွဲမှာစိတ်ပြတ်စရာညကြုံတွေ့ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပြီးကိုပေါတဲ့ကန်ချက်ဟာ၅ချိန်တည်းသာပြုလုံထားနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြည်တော်ကဂျမနီဘိုလူပဲမှာအနိုင်ရချင်တယ်ဆိုရင်တော့တစ်ခုခုထူးခြားဆန်းပြတာလုပ်ဖို့လိုပါလိမ့်မယ်။ကျွန်တော်တို့လည်းဘိုလူပဲကိုရောက်ဖို့ပဲရစ်မှာထူးခြားဆန်းပြတဲ့အရာတစ်ခုခုလုပ်သွားပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ အဲ့ဒီ BSG အသင်းဟာဘွဲအစပိုင်းမိနစ်20ကိုလွှမ်းမိုးထားနိုင်ခဲ့ပြီးနောက်ပိုင်းအာဆင်နယ်သင်းကတဖြည်းဖြည်းနဲ့ဘွဲကိုပြန်ပြီးထိန်းချုပ်လာနိုင်ခဲ့တာတွေ့မြင်နေရမှာပဲဖြစ်ပါလိမ့်။ဒါပေမဲ့အာဆင်နယ်သင်းက BSG အသင်းအကျစ်လက်တဲ့ခံစီအကြောင်းကြောင့်၂၀၁၆ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာအမေရိကန်မှာပမာဇွန်ဂုံးသွင်းနိုင်တဲ့ဂျမနီဘွဲပန်ဆိုင်လာလာလေးပဲဖြစ်ပါလိမ့်။ဆရာမျိုးနေပြအီတာကဘောလူဘွဲကိုထပ်ဖို့အတွက်အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။ဘောလူဘွဲကိုတတ်နိုင်ဖို့အတွက်ဒီပြပွဲမှာတခုခုစမ်းကြေတာတွေလုပ်ရပါလိမ့်မယ်။ ဘယ်ရီမှာလုံပြရရမယ့်အချိန်ရောက်လာပြီလို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုပြီးထက်လောင်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်အောင်ဆန်တဲ့2005 2006ရာသီနောက်ပိုင်းမှာဘလူးဘဲကိုတက်ရောက်ထားနိုင်ခြင်းမရှိခဲ့ပါဘူး။တပတ်မှလည်း PSG အသင်းကအောင်ဆန်အသင်းလိုပဲဂျမဲလီဖလာမစုခုဘူးသေးတဲ့အသင်းလည်းပဲဖြစ်ပါလေ။ဂျမဲလီမှာလည်းမဟုတ်ဘူးအသင်းရဲ့စတိုမီလာအသင်းတို့ကိုကြော်ဖြတ်နိုင်ခဲ့တဲ့ Louis Enrique PSG အသင်းဟာဒေါ်နာရမာရဲ့လက်ဆွမ်းပြသမှုနဲ့အတူဂိုးမပေးခဲ့ရတာလည်းပဲဖြစ်ပါလေ။ ဇရောအသက်26နှစ်အရွယ်ဒေါနာရမဟာဒီဝဲမှာကာကွယ်မှု9ချိန်တိတိပြုလုပ်နိုင်ခဲ့ပြီးဂိုးမပေးရအောင်စွမ်းဆောင်ပေးနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။တပတ်ကဆယ်သိန်းအပိုင်ခွင့်ရည်ဖြစ်တဲ့ဂါဗရီယယ်မာတီနယ်လီရဲ့ကံချက်နောက်ထရော့ဆက်ရဲ့တဦးချင်းအတွေ့ကံချက်တွေမှာကာကွယ်သွားနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။စကယ်လီယက်ချမ်ပီယံလိဂ်စံချိန်တစ်ခုကိုရိုက်ချိုးလာတဲ့အသင်းဖော်နော်ဝန်နရီ နဝနန်ဒီကတော့အမေရိကန်မှာ PSG အသင်းကိုလူကိုကိုမရှိနဲ့ရှောင်းနေခဲ့တဲ့ Champions League Final ပရမတ်တော့ပွဲစဉ်မှာအာဆန်အသင်းဖော် Scaly ရဲ့ Champions League နှစ်ခုကိုရည်ရချိုးလာပါလိမ့်။ Scaly ရဲ့ပွဲစဉ်မှာ Champions League Final ကစားကွင်းရတဲ့အသံငယ်ဆုံးအင်္ဂလိပ်ကစားမနဲ့ Premier League ကစားမအဖြစ်ဆန့်ကျင်ရေးထိုးခဲ့တာလည်းပဲဖြစ်ပါလိမ့်။သူဟာအသက်16နှစ်နဲ့215ရက်နဲ့ဆန့်ကျင်ရေးထိုးလာခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ဒါပဲလည်းအဲဒီပွဲမှာပဲ Lewis Kelly ဟာ Arsenal အသင်းပေါ်ရဲ့အစံချိန်ကိုရချိုးခြင်းခံခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ပွဲသားချိန်မိနစ်60အတွင်း Navanery ဟာလူစားဝင်ရောက်ခွင့်ရရှိပြီးတော့ Kelly ရဲ့စံချိန်ကိုအသက်16နှစ်နဲ့39ရက်နဲ့ရချိုးခဲ့တာလည်းပဲဖြစ်ပါလိမ့်။နဝရဏီအရောအသက်59နှစ်နဲ့181ရက်နဲ့ပရီးမီယာလိသမိုင်းမှာလည်းတက်ငယ်ဆုံးဇာခွင့်ရရှိသူအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူထားသူလည်းပဲဖြစ်ပါလိမ့် ဆရာအော်စတန်သင်းရဲ့ကရမင်ဇာမောင်တယောက်ဖြစ်တဲ့ဘောမာအဆန်ကတော့အီးဆက်ကတော့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ပရီးမီယာလိချန်ပီယံဖြစ်ပြီလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အီးဆက်ဟာဒီယာဒီမှာထူးချွန်တဲ့ဇာမောင်ပေါက်ကိုပန်ဆိုင်ထားပြီးသူ့ရဲ့ဇာမောင်ပေါက်ရဲ့အကောင်းဆုံးဂိုးသွင်းမှတ်တမ်းကိုလည်းရရှိထားတာလည်းပဲဖြစ်ပါလိမ့်။သူရဲ့ခြေစွမ်းနေဦးအောင်ဆဲအသင်းကိုနှစ်ပေါင်း80ကျော်အတွင်းပရမဆုံးဆူလာတလုံးရရှိအောင်ကူညီပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဝိဆရာဦးရောပါရဲ့အလို့ရှိဆုံးကစားမတွေထဲကတယောက်အဖြစ်ပါဝင်နေတာလည်းပဲဖြစ်ပါလိမ့်။ အင်္ဂလန်ကပြောင်းလာခင်ကတည်းကအာဆင်နယ်လိုအသင်းကြီးတွေနဲ့သတင်းတွေထွက်ပေါ်ခဲ့ပြီးအေးဇက်ဟာလန်ဒန်မြောက်ပိုင်းကလေးအာဆင်နယ်အသင်းနဲ့တွေ့တိုင်းဂိုးတွေသွင်းယူလေးရှိသူလည်းပဲဖြစ်ပါလိမ့်။ဂိုးသွင်းလို့မြန်မာနိုင်ငံတန်ဆင်မှုတယောက်ကိုလိုအပ်နေတဲ့အာဆင်နယ်အသင်းဟာပြည်တဲ့ပြောင်းရွှေ့ကာလမှာတန်ဆင်မှုခေါ်ယူဖို့မအောင်မြင်ခဲ့ပေမဲ့လာမယ့်နေရာဒီမှာတော့ထိုင်နေတန်ဆင်မှုအတွေ့အာယုံဆိုင်တိုးပန်သွားဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့်။အသင်းရဲ့ကတော့ဇာမောင်တယောက်ဖြစ်တဲ့ဘောမောင်ဆန်ကတော့အီဆက်ကတော့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့အာဆင်နယ်အသင်းတွေအဆုံးဖြတ်ဖြစ်လာစေလိမ့်မယ်လို့ယုံကြည်နေရလည်းပဲဖြစ်ပါလိမ့်။ အေးဆက်ကိုဒီနေရာဒီမှာကလပ်အသင်းအချို့ကစိတ်ဝင်စားကြမှာတော့သိကြပါလိမ့်ဒါမဲ့သူကသူ့ရဲ့အနာဂတ်ကိုမဆုံးဖြတ်ခင်စောင့်ကြည့်နေနိုင်တယ်လို့ကျွန်တော်ခန်းစားမိပါလိမ့်။နေဦးအောင်စင်းသိန်းကလာမဲ့ရာသီမှာချမ်မလီဝင်ခွင့်ကစားခွင့်ရရှိနိုင်ပါလိမ့်။ပြီးတော့သူတို့စုပလားတွေရောက်ယူနိုင်တဲ့ဆိုတာကိုလည်းပြသထားမိတော့ပါပဲ။မေးလို့မဖြစ်တော့ကသူတို့ကအခုဆိုရင်အသိဉာဏ်တစ်သိန်းဖြစ်နေပါပြီ။ချမ်မလီတော်ဝင်ခွင့်ရရှိမဲ့ဆိုရင်ဘယ်စားသမားအတွက်မဆိုဆွဲဆောင်မှုရှိတဲ့ project တစ်ခုတော့ဖြစ်လာမှာပါလိမ့်။ အေးဆက်ကတော့နွေရာသီမှာချန်ပီယံနီမှာတေချာမပါဝင်စားခြင်းမှာဖြစ်ပြီးဒါသူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာအထူးကအခန့်ကဏ္ဍကနေပါဝင်ပါလိမ့်မယ်။တကယ်လို့သူသားနေဦးအောင်ဆယ်သိန်းကနေထွက်ခွာမယ်ဆိုရင်တော့အောင်စနေသိန်းကသူ့အတွက်ဖြစ်နိုင်ရှိအခြေအဆုံးအကောင်းဆုံးပြောင်းရွှေ့မှုလို့ကျွန်တော်တော့ထင်ပါလိမ့်မယ်။ကနရီသာသူကိုရလိုက်မယ်ဆိုရင်တော့မပေးဘလောက်ကို10မှတ်အသားနဲ့စုခုနိုင်လိမ့်မယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် ဒါပေမဲ့လည်းအိဆက်ကိုတိုင်းကတော့စင်ချင်းဘက်ကနေထွက်ခွာခြင်းနဲ့ဆန္ဒပြသထားခြင်းတော့မရှိသေးပါဘူး။နေဦးအောင်ဆဲသိန်းကသူတို့ရဲ့ဒီအတားဆစ်မှုကိုဆက်လက်ထိန်းသားနိုင်ဖို့အသေးအံကြိုးစားနေတော့ဖြစ်ပြီးချမ်လီဝင်ခွင့်ရရှိခဲ့မယ်ဆိုရင်ဒါပို့ပြီးတော့လွယ်ကူသွားမှာလည်းဖြစ်ပါလိမ့်။နောက်ပြီးအောင်ဆဲသိန်းကဒီတားဆစ်မှုကိုတကယ်ခိုးယူခြင်းနဲ့ဆိုတော့ပြည်တယ်ရဲ့စံချိန်တွေပြောင်းရွှေ့ခြင်းကိုလည်းပေးချေရဖွဲရှိနေတာလည်းဖြစ်ပါလိမ့်။ဂွေလန်နယ်လွင်ကြီးကိုပြည်စည်းနဲ့ပြပောင်းမှုကြောင့်၆ပွဲပဲခံလိုက်ရတဲ့ရူဒီက ရီယယ်မက်ဒရစ်အသင်းရဲ့နောက်ခံစားမယူရိုတွေကတယောက်ဘာစီလိုနာအသင်းကိုရှုံးနေခဲ့တဲ့ကိုပါလီဘောလူပွဲမှာကွင်းလန်ဒန်လူကြီးကိုအရာဝတ္ထုပစ္စည်းတစ်ခုနဲ့ပြတ်ပေါက်မှုကြောင့်ထောက်ပွဲပဲပြစ်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါလိမ့်ရိုဒီဂါနဲ့အသင်းပေါ်ဘတ်စကတ်တို့ကလူစားလဲခြင်းခံရတဲ့အချိန်မှာချိန်ပေါ်မှာပဲဘာစီလိုနာဘက်ကိုဖရီကစ်ပေးမှုအပေါ်ဒေါသကြီးတုံ့ပြန်မှုကြောင့်အနီးကပ်ပြတာချင်းခံခဲ့ရပါလိမ့်ကွေလန်နာလူကြီးကသာ32နှစ်အရွယ်ရိုဒီဂါကိုနစ်စနစ်အေရီယာကနေပြစ်စီနဲ့ပြစ်ပေါမှုအထွေထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲပြီးအစီအစဉ်ကမှထည့်သွင်းရေးသားခဲ့တာလည်းပဲဖြစ်ပါလိမ့်။ BBC ကတော့ရူရီဂါဒန်လူကြီးကိုရေကဲတုံးနဲ့ပြစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသွားပါလိမ့်။ Double Level ပြည့်ချက်ဟာဒန်လူကြီးကိုတော့မထီခဲ့ပါဘူး။အခုအခါမှာတော့ Spain ဘောလုံးအဖွဲ့ချုပ်ကရူရီဂါကိုကွင်းလန်ဒန်လူကြီးကိုသေစားအကြံဖတ်မှုပြုလုပ်ခဲ့မှုအတွေ့6ပွဲပဲပြစ်တဲ့ခြောက်မှလိုက်တာလည်းပဲဖြစ်ပါလိမ့်။တပတ်မှာလည်းစပိန်ဘောလုံးဖွဲ့ချုပ်အပွဲအပြီးမှာအနီးကပ်ပြသခြင်းခံခဲ့ရတဲ့ကွင်းလယ်ဇာမားဘယ်လီယန်ရဲ့အနီးကပ်ကိုပယ်ဖျက်ပေးခဲ့တာလည်းပဲဖြစ်ပါလိမ့်။ ရိုရီယာခြောက်ပွဲပဲပြည်တံကိုလာလီဂါမှာချက်ခံရမှာဖြစ်ပြီးလာမယ့်လာလီဂါအဖွင့်ပွဲစဉ်ကိုပါလွဲချော်လာနိုင်တာလည်းဖြစ်ပါတယ်။ဂျာမီလန်ဝစ်စင်ကရီယယ်မက်ဒရစ်အသင်းနဲ့လက်ကျန်ပွဲလာလီဂါပွဲ၅ပွဲလုံးကိုလွဲချော်မယ့်အပြင်2025 2026ရာသီလာလီဂါအဖွင့်ပွဲစဉ်ကိုလည်းလွဲချော်လာအောင်မှာလည်းဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းရိုဒီဂါကတော့အင်ဂါနီတုံးကခလောက်ရှိဒုက္ခပေးလာတဲ့သူ့ရဲ့ဒဏ်ရာကိုခွဲစစ်ကုသမှုပြုလုပ်တော်မှာလည်းဖြစ်ပါရည်။အဲဒီဒဏ်ရာကြောင့်ယာစီကုန်တိအနောက်ရောက်ဖို့တေချာနေသူလည်းဖြစ်ပါရည်။ စပိန်ဘောလုံးပွဲကြောင့်တော့ဘောလေးဘောလူပွဲမှာအနီးကပ်ပြလာခြင်းခံခဲ့ရတဲ့ဘတ်စကွတ်ကိုနှစ်ပွဲပဲပြစ်ဒဏ်ချမှတ်ခဲ့ပြီးဒီနေ့ပွဲပဲပြစ်ဒဏ်ကိုဘောလေးဖလားပြန်ပွဲမှာပဲကြာခံရမှာလည်းပဲဖြစ်ပါလိမ့်။ရီယယ်မက်ဒရစ်အသင်းကဖလန်မန်ဒီတကောင်ကျော်ဒဏ်ရာရရှိသွားခဲ့မှုဒီဘက်လာပါဘယ်ဘက်ဒူးဒဏ်ရာရရှိသွားခဲ့မှုတို့ကြောင့်ခံစစ်ပြဿနာကတော့ပိုပိုပြီးတော့တီထွားလာနေတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘယ်သမျှလို့ကိုစိတ်နှဖျောင်းကျမ်းပါချမ်းသာကြပါစေခင်ဗျာ။